အင်အားပြင်းငလင်ကြောင်မန္တလေးနဲ့စကိုင်းပအဝင်အမရပူရာအင်းဝပင်းရကြောက်ဆဲမင်းကွန်စင်ကူးပတ်တွေမှာလူသေးဆုံးမှုတွေရှိခဲ့တဲ့အပြင်ရှေးဟောင်းနဲ့ဘာသာရေးအဆောက်အုံထောင်ထဲရှိပျက်စီးခဲ့ရပါတယ်။ငလင်လောက်ပြီးသုံးပတ်သာကြာမြင့်ချိန်မှာတော့ထိခိုက်ပျက်စီးရတဲ့အဆောက်အုံတွေကိုစရင်ကောက်ယူနေတုံးဖြစ်တယ်လို့ပြုပြင်ထိမ့်သိမ်းမှုတွေမတိုင်ခင်မှာမိုးကျပြီးတော့ထပ်မံထိခိုက်တာမျိုးမဖြစ်ရအောင်ယာယီအမိုးကတွေပြုလုပ်နေတယ်လို့ ရှေးအောင်သုတေသနဌာနညွှန်ကြားရေးမှူးဦးအောင်ကျော်က DVV ကိုပြောပါရယ်အဲဒီလိုဆောင်ရွက်တဲ့အခါမှာလဲ value မရှိတဲ့ဖျားတွေဆိုရင်တော့မူလအလူရှင်တွေနဲ့ပြန်လဲပြုပြင်တာပြီးတော့ကျွန်တော်တို့ဒီ value နဲ့နဲ့ရှိတဲ့အော်ဒီဖျားစေကြီးတွေဆိုရင်တော့ဒါဌာနကကြီးကြပ်မှုနဲ့ဒါအများဆုံးပြုပြင်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်ဗျဟို value ကြီးတဲ့အဲကျွန်တော်တို့ဒီရှေးအောင်အဆောက်အအုံတွေဆိုရင်တော့ဒီပြပြဟိုပါရှေးအောင်သူတင်တာဌာနကပဲ တာဝန်ယူပြီးတော့ဒါပြုပြင်ချိန်တင်မှုလုပ်ငန်းတွေကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်စစ်ကောင်စီကဧပြီ12ရက်မှာပြုလုပ်ခဲ့တဲ့တဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာတော့ငလင်ကြောင်ဘာသာရေးအဆောက်အုံပေါင်း9600ကျော်ပျက်စီးခဲ့ရတယ်လို့ဝင်းကြီးဦးတင်ဦးလွင်ကပြောထားပါဗျ။အဲ့ဒီထဲမှာဖျားစီတီ9400စု၊ဘုံကြီးကျောင်း3840ကျောင်း၊တီလာရှင်ကျောင်း189ကျောင်း၊ဖျားကျောင်း90ကျောင်း ပလီ136လုံး၊ဟိန္ဒူဖျားကြောင်း26ကြောင်း၊တရုတ်ဘုံကြောင်းတစ်ကြောင်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။မန္တလေးတိုင်းထဲမှာတော့ရှီဟောင်းစီတီနဲ့အဆောက်အုံ1500ကျော်ပျက်စီးခဲ့ရတာပါ။အဲ့ဒီထဲမှာအုံနယ်တိစောက်ထားတဲ့ကျောင်းတွေထဲမှာအကြီးဆုံးတစ်ခုဖြစ်ပြီးနှစ်ပေါင်း200ဝန်းကျင်သက်တမ်းရှိတဲ့မဲနုအုပ်ကြောင်းလည်းပါဝင်ခဲ့ပါတယ်။ အကုန်ပြောတာကိုကြီးဇေယျတွေမှန်သမျှအကုန်ထီတော်တွေပြောကြတယ်အချောင်းဆောင်ကြီးတွေမှန်သမျှခုနမ်မတော်မင်းနုအောင်ချောင်းဆိုလို့ရှိရင်ရှင်းညက်နဲ့သားလေးပဲရှိတော့တယ်ညီမတို့ထမင်းအိုးကြီးပေါ့အနောက်ချမ်းတစ်ချမ်းလုံးအကုန်ပြိုတယ်ကိုကြီးကျန်တဲ့မန္တလေးလို့စကိုင်းလို့ညီမလေးချဲမပြောပါဘူးကိုထက်စိုးဝါပါတယ်ဒါပေမဲ့ညီမလေးတို့အတွက်ကြတော့ညီမလေးတို့အိမ်ပြိုရင်ပြိုသွားပါစေညီမလေးဒီချောင်းကြီးကိုပြိုတာပို့ပြီးတော့ခံစားရတာပေါ့ညီမတို့ရဲ့ထမင်းအိုးဟင်းကိုမရှိတော့ဘူးညီမလေးတို့ခံစားရတယ် ငလင်ကြောင်ထိခိုက်ခဲ့ရတဲ့တချို့သောဖျားတွေမှာဒေသခံတွေဟာဖျားသမိုင်းကို ရှင်းပြတာမြင်းလဲမောင်းတာနဲ့ဈေးရောက်တာလိုမျိုးခီးသွောဝန်ဆောင်မှုလုပ်ငန်းတွေလုပ်ကင်ပြီးမိခိုစားတောက်နေကြတာဖြစ်ပါတယ်။ရှေးအောင်စီတီပထိုးတွေအပြင်နှစ်ပေါင်းရာနဲ့ရှိတသန်းရှိတဲ့ပလီတီလည်းပြိုကျခဲ့ရပြီးအခုချိန်ဒီပြန်လဲတိဆောက်ခွင့်တွေမကြသေးတာကြောင့်အဆင်ပြေတယ်လို့ပဲလမ်းမတွေပေါ်မှာဝတ်ပြုနေရတုံးဖြစ်ပါတယ်။ရှေးအောင်သူတေသနာဌာနကတော့အခုကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံတကာပညာရှင်တွေပါဝင်မဲ့အဖွဲ့တစ်ခုဖွဲ့ဖို့အထက်ကိုတင်ပြထားပြီးချိတ်ဆက်ဆောင်ရွက်နေကြောင်းပြောပါရယ်အခုငလင်ကျောင်းမြန်မာနိုင်ငံမှာလူပေါင်းထောင်နဲ့ချီတည်ဆုံခဲ့ရသလိုလူနေအိမ်တွေအပါအဝင်ရှေးဟောင်းနဲ့ဘာသာရေးအဆောက်အုံတောင်းနဲ့ချီပြည့်စည်ခဲ့ရပေမဲ့ဘလို့ပြန်လဲပြင်ဆင်တည်ဆောက်ကြမယ်ဆိုတာနဲ့ပတ်သက်လို့ကောက်ကွယ်ပြပြသိရတာမရှိသေးပါဘူးကျွန်တော်စိုးသူအောင်ပါ